လူငယ်တပေါ်တောက်လက်စညနေရေဟာစီလီတလေးရဲ့အနာတက်လိုင်းနာကော်ဖီခွက်တွေကခုန်ထွက်လာတော့ဝေးလက်စအတွေးများအသက်ရှင်လေးရဲ့ကဘာပတ်ဖို့စဉ်းစားနေတော့လက်ကြံပြက်ကြရင်တွေဟာနိုင်ငံအပြည့်ကြီးရဲ့မျက်စိလင်းနှမ်းမှာဖေလူငယ်တပုံကားများရှောနီတော်မနာတိကာယတရားနှလုံးသွင်းနိုင်ပါလေ အရှင်တခါနေလာခဲ့တဲ့ဘဝကို ပြန်လို့ချင်မိတယ်။တချင်းစာသားညီရင်အရှင်လိုမနေနိုင်သေးတဲ့ညများဘဝများခစ်ပြမအပြည့်ရဖို့ထအောပုတ်တုံနေတော့မိစ္ဆာအလောင်းကောင်များအားထုတ်တွင်လက်ခေါ်ရှောင်းနေမပေါ်သေးခင် အာနန္ဒကားတို့နိုးလေပြီအရှုံးမကတ်ရတာများ ရည်ကြီးခွင်ကျလုံလို့မတရားသဖြင့်ဘလက်ကာယာပြုကျင့်ခံရသောတရားဥပဒေစိုးမိုးရေးအားအပြိုစစ်ကြောင်ပြောတဲ့ပြည်ကစားတရားလောက်တောင်းငါအရှုံးကြီးမရှိခဲ့အသက်ရှင်မှုလူဖြစ်နေတာတက်လူစစ်စစ်ဖြစ်ချင်လို့သာအသက်ရှင်အောင်နေခဲ့တာလူငယ်ဆိုတာနှစ်ရာစုမှာတခါပဲပွင့်နေတဲ့ပုံပန်းလူငယ်ဆိုတာအသက်ကိုခင်ပြီး ရှောက်မဲ့လမ်းကိုမှရေရေချင်းလှမ်းကြတာဒီကနေ့ဟာခစ်ဆိုးကိုအမြင့်လှမ်းဖို့မွေဝဲကပိုက်ပိုက်တယ်လို့စစ်ကိုတိုက်နေရတာအခြေရဲ့ပြန်မလာနိုင်တော့ရောဘာဖြစ်လဲအနန်းလေးတပွင့်ရွေးသွားတော့ရောဘာဖြစ်လဲတွေးရဲ့တွေးရဲ့ပုံကန်ရဲမှလူငယ်စွန့်နှော့စွန့်စားအနစ်နာခံရဲမှလူငယ်လူငယ်ဟာ လူငယ်ဆန်ကြားလူနဲ့တူတဲ့အဖြစ်ကိုပါတခုမှမရတဲ့တိုင်းပြည်မှာတော်လန်ရေးကိုငါတို့ရှာခဲ့ကြငါရှင်တို့လူငယ်ဟာလူငယ်ဆန်ကြား27ရာစုမှာပွင့်တဲ့ပန်းကိုလိုက်ရှာရင်တပုံပန်းပဲတွေ့ရမယ်ငါရှင်တို့လူငယ်ဟာလူငယ်ဆန်ကြားအကုံထကအကုံထကြဝူဝါဝါ တချင်းတွေကိုဖီတက်နေမယ်အစာတပုံထကြငါရှင်တို့လူငယ်ဟာလူငယ်စံကြကြပြဆရာမအီတုရေးသားထားတယ်လူငယ်တပုံဆိုတဲ့ကြပြလေးပဲဖြစ်ပါတယ်ကြပြလေးကိုရှုဖတ်ရမှာကြပြရဲ့အနှစ်သာရရဲ့ရင်ခဲ့သည်ရှိတော့ခံစားမှုရတာမမြောက်ခဲ့သည်ရှိတော့ဆရာနဲ့တကွာနားစင်ပြသူများအားလုံးကိုဒီကံနားစင်ပေးဖို့ မြစ်ထားရခံလိုက်ပါရဲ့ရှင်